ီနေ့တော့ချက်သွင်းဖြူခြင်းနဲ့မှုဝေးလေးနဲ့ချက်သားလုံးကြော်လေးကြော်ဖြစ်ပါတယ်။ကျမဘယ်လိုကြော်လဲဆိုတာကိုအဆုံးနဲ့တိုက်ကြည့်ပေးပါအောင်နော်။ရေစောင်းကိုကျမကချက်သားလေးဝယ်လာပါတယ်ရှင်။အဲချက်သားလေးကိုချက်သားစမီသားလေးဝယ်လာတာပေါ့နော်။ချက်သွင်းဖြူနဲ့ခြင်းလေးကိုလည်းကျမထောင်းထားပါမယ်။ပြီးတော့အရသာမုံနဲ့နွေမုံဘဲကမြားရဲ့အနောက်ဘဲကမြားရဲ့အကျဲပြီးတော့ကြုံမုံလေးနည်းနည်းထည့်ပါမယ်။ ပြီးရင်တော့ကျွန်တော်ပြုနေချင်းတောင်းလာတဲ့အရေးလေးကိုညှစ်ပြီးတော့ဒီမှာနေပါမယ်ရှင်။ရတာလေးနှောက်ပါအောင်။ဒါပါပဲရှင်။အရန်လွယ်ပါတယ်။လောရဟာလည်းအရန်လွယ်ပါတယ်။ပြီးရင်တော့ကိုလိုချင်တဲ့အရွယ်အစားလေးတွေရအောင်ကျွန်မတဲဦးထဲမှာလုံးလေးလုံးပြီးတော့ထည့်ပါမယ်။အသားလုံးနေကြတယ်ကြုံနေပုံစံနဲ့မျိုးစုံရှိပေမဲ့ကျမကတော့အမုံနေအများကြီးမထည့်ပဲနဲ့ရိုးရိုးအသားကိုပဲချစ်ချစ်ကလေးဖြစ်အောင်အမုံနေနဲ့ပဲထည့်ပြီးတော့ဘောနော်ကျမကြော်တဲ့ပုံစံလေးနဲ့ကြော်ပါတယ် ရေလေးနည်းနည်းလေးထည့်ပြီးတော့ရေဆက်ဆက်ကလေးပေါ့နော်ရေမြော့အောင်လေးထည့်ပြီးတော့နည်းနည်းလေးပြုတ်လိုက်ပါတယ်။အသားလေးနည်းနည်းချစ်သွားပြီဆိုတော့မှကျွန်မစီထည့်ပြီးတော့ကြောပါတယ်။ရဲလာတဲ့အထိကြောပါတယ်ရှင်။ဒီလိုလေးရဲလာတဲ့အနေထားရောက်ပြီဆိုရင်တော့အနံ့လေးကလည်းမွေးနေပြီပေါ့နော်။ ဒီလိုလေးရဲလာပြီဆိုရင်တော့ကျမကစက်တုံဖြူနဲ့ချင်းထောင်လာတာလေးကိုဒီထဲကိုထည့်ပြီးရောကြော်ပေးပါတယ်ပုံမွေးတော်လို့ပါခင်ဗျာဆိုရင်တော့ဒီကြက်သားလုံးကြော်ပုံမွေးလေးပေါ့နော်ချင်းနံပုံမွေးလေးနဲ့ကြက်သားလုံးကြော်လေးတစ်ခွက်ရပါပြီရှင်ဆုံးဖြတ်တိရှိပေးကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်